လာပါပရိသတ်ကြီးရှင် Hair Class Season ကနေကြိုဆိုလိုက်ပါရစေ။ဒီတစ်ခေါက် Hair Class Season မှာတော့ရှေ့ရအပီဆိုဒ်လေးနဲ့လုံးဝမတူစွာနဲ့အခုလက်တလုံးမှာတအားကိုခက်စားလာတဲ့ Plati အကစားလေးနဲ့ပြန်လာခဲ့တာပဲဖြစ်ပါရစေ။ဟုတ်ကဲ့ပါခင်ဗျာ။ရှေ့ရအပီဆိုဒ်တွေမှာဆိုရင်လည်းကျွန်တော်တခြားသောအကစားလေးတွေကိုပြသခဲ့တာပဲဖြစ်ပါရစေ။အဲ့တော့ Hair Class Season 4ကိုတော့ကျွန်တော် TV မှာလည်းကျွန်တော်ပြသနေသလို TV မှာကျွန်တော်ကြည့်ရှုလို့ပေါ့နော်။အချိန်များတဲ့သူတွေအနေနဲ့လည်း Channel K YouTube Channel မှာကျွန်တော် live ပါပြီးတော့ပြန်လည်ကြည့်ရှုရင်းနဲ့ကျွန်တော်ရဲ့ Season မှာဒီလို live ပြီးတော့စောက်ကစားဖို့လည်းဖိတ်ခေါ်ပါရစေခင်ဗျာ။ ဟုတ်ကဲ့အဲ့တော့ဒီနေ့မှာဆိုရင်တော့ Sima Share episode တွေမှာဆိုလို့ချင်းလဲကျွန်တော်ဒီ Plati C ရေပေါ့နော်အဲအရင် intro အနေနဲ့ကျွန်တော်စော့ပြခဲ့ပြီးပြီပေါ့နော်အဲ့တော့ဒီတစ်ပိုင်းမှာရောကျွန်တော်ဘလိုမျိုးအကစားလေးနေစော့ပြသွားမှာဒီမှာကျတော့အမတော့ letter barrel လေးကိုတုံးပြီးတော့မှကစားသွားပါမယ်ဟုတ်ကဲ့ပါဟုတ်အမ်ပုံမှန်တော့ပုံမှန် map ပုံမှန် sorry ဟာလေးကိုဒီပုံမှန်လေးဆော့လို့ရတယ်ဒါပေမဲ့ဒီမှာကျတော့နည်းနည်းသုံးရတဲ့အားလေးတွေနည်းနည်းကြွားသွားမှာပေါ့နော် exercise လေးတွေနည်းနည်းလေးချင်းသွားမှာ အဲ့ဆိုရင်မတို့ stretching နဲ့အရင်စားကြည့်ဟုတ်ကဲ့ပါဟုတ်ပြီနော်စားလိုက်နော်အဲ့တော့မတို့ဟုတ်ကဲ့ပါခါလီမတ်ကြောလေးဆက်ပြီးတော့ထိုင်ထားရက်ထားလိုက်မယ်လက်လေးကိုနောက်မှဂိုင်ထားလိုက်မယ်အဲ့တော့ညာဘက်ခြေထောက်လေးကိုအပေါ်ကိုတင်လိုက်ရအောင် yes ဟုတ်ပြီအဲ့ဆိုရင်ဘဲဘက်ခြေထောက်လေးကိုခြေဖျားလေးထောက်ပြီးတော့အနောက်ကတန်းလေးပေါ်တင်လာဖြောင်းထားလိုက် okay ခါလီမတ်ကြောလေးဆက်နာမယ်ရှူမင်းထောက်နေဒီမားလေးအောက်ကိုဖြေးချိုင်နေရင်ဘက်လေးကိုဖွင့်ရအောင်တွန်းထုတ်လိုက်တယ် yes one ငါးချိန်တော့တွားကြည့်အောင် hit open 2ဟုတ်ပြီဘာလို့ညထားမလဲ3ဟုတ်ပြီ4 5ဟုတ်ထားမလဲ1 2 3 4 5678910ဒါလေးပြန်ချလိုက်မယ်။ဟုတ်ပြီအောက်ကခြေဖြားလေးကိုအရင်ဆုံးချလိုက်မယ်။ခြေထောက်လေးကိုဆန့်ထုတ်လိုက်မယ်။အဲ့တော့ခြေဖြားလေးကိုကော့ထားပေးပါ။ခါလီမတ်ကြောလေးဆန့်ထားမယ်။တိုင်လေးနဲ့ထိထားမယ်။ရှူမဲထုတ်တဲ့ခေါင်းလေးငုံလိုက်မယ်။ ပြမောရှူမယ်ခုံးလေးတွေချောချထားမယ်ထုတ်ဝမ်ပိုက်လေးကိုညှစ်ထားပါမောရှူမယ်ထုတ်မယ်ပြမောရှူထုတ်ဟုတ်ပြီပြမောရှူလာမယ်ဒီခါလက်လေးကိုမြောက်လိုက်မယ်မောရှူမယ်ထောက်မင်းရှေ့ကိုစမ်းချလိုက်မယ်ကြောယူခါယူလေးတွေစမ်းဟုတ်ပြီ1ပြမောရှူခြေပြားလေးကိုကောထားထောက်မင်း2ပြမောရှူမယ် ထုံးမယ်3ငါးကြိမ်သွားမယ်ရှူထုံးမယ်4 okay ရှင်းမဟိုးထားလိုက်ရအောင်5ကိုယ့်ရဲ့ချိန်မလေးကိုလမ်းကြည့်ပခုံးလေးတွေ short ထားမယ်1 2 3 4 short ထားမအောင်5 6 7 8 9 10ဒါလီပြန်မရှိမယ်ထောက်ဒါလီပြန်ချဟုတ်ပြီအဲ့တော့မရှိမှချီရချီတော့လေးပွေးပြီးတော့ထိုင်လိုက်ကြည်ရအောင် pigeon pose ဟုတ်ပြီရရဆိုရင် maru 90လေးထိုင်မယ်အဲ့တော့ maru ထိုင်များတဲ့လူတွေဒီမားတွေပေါင်နေညောင်းနေဆိုလို့ရှိရင်သွားလို့ရတယ်လက်ကလေးကိုရှေ့မှာဆန်ထားလိုက် shoe ခါလီမကျော်လေးဆက်မယ်ထောက်အောက်ကိုကုန်းချလိုက်ဟုတ်ပြီပြမောရှုမယ်ထောက်ပြန်ကုန်းချမယ် two more ရှုမယ်ငုံချမယ် three ရှုမယ် ၆မေ4ရှင်မေ၆မေ5ဖိုးထားရအောင်အောက်ကိုငုံချထားမေကျော်လီပခုံးလေးဖြီလျှော့2 3 4 5 6 7 8 9 10။ဒါလီပြမောရှူ6ခပီနောက်ကိုပြန်သွားမယ်လက်လေးကိုပြန်ကိုက်ခြေောက်လေးကိုဆန့်ထုတ်လိုက်မယ်ဘေးတိုက်လေးသွားရအောင်အမတို့အောက်ကဘဲခြေဖြားလေးကိုဘဲဘက်ကိုလဲလိုက်မယ် ဟုတ်ပြီညာလက်လေးကမတန်းလေးကိုကင်ထားခါးပီးကြောလေးတွေတင်းတာကိုရှော့ရအောင်ဘဲလက်လေးကိုစမ်းထုတ်လိုက်ခြေပြားလေးကော့ထားမယ်ရှူးထုတ်နေကိုရသလောက်လေးဘေးကိုလိုက်ဆောင်ရအောင်1ဟုတ်ပြီရှူမဲထုတ်မယ်2ရမောရှူမဲထုတ်မယ်3နောက်ထပ်နှစ်ကြိမ်4 5ထုတ်ထားမယ်ရပတ်လေးတွေဖွင့်ထားရအောင်1 2 ဒါလေးပြန်မရှိမယ်ထောက်အဲ့တော့ဘဲဘက်လက်လေးကိုအမတော့အောက်ကိုချလိုက်ညာလက်လေးကိုပြန်မြောက်လိုက်မယ်ရှူထောင်းနေဘဲဘက်လေးကိုပဲစောင်းပေးပါ1ဟောဒီခါလီမတ်ဂျော်လီဆန်နာမယ်ပြန်မရှိမယ်ထောင်းနေစောင်းမယ်2ပြန်မလာမယ်အလဲဟောပြီးပြန်စောင်းမယ်3ပြန်မရှိမယ်ပြန်စောင်းမယ်4ရှူမယ်5 6 7 8 9 ထောက်မယ်5ဟုတ်ပြီ5 second လောက်ဟိုးထားကြည့်ရအောင်1 2 3 4 5 6 7 8 9 10ပြမော့ရှူထောက်ဒါလေးပြန်ချလိုက်အဲ့တော့မနောက်တစ်ဖက်လေးကိုပြန်သွားရအောင်ခြေရောက်လေးကိုအောက်ကိုချလိုက်ဟုတ်ပြီညာခြေရောက်လေးကိုထောက်လိုက်မယ်ဘယ်ခြေလေးကိုတင်လိုက်ရှူထောင်းရဖြစ်မယ်1 2 3 4 5 6 7 8 9 10 အားချိန်သွားမယ်2 3 4 5 Remember for now 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20ဒါလေးပြန်ချမယ်။အောက်ကခြေဖျားလေးကိုခြားလိုက်မယ်။ဘဲခြေတော့လေးကိုဆန်းထုတ်လိုက်မယ်။ခြေဖျားလေးကိုကော့ထားမယ်။ဟုတ်ပြီ။တန်းလေးကိုကင်ထားတယ်။ရှူမယ်။ထောင်နေကောင်းလေးငုံချမယ်။ one ပြန်မော့ရှူမယ်ပြန်ငေါထုတ်မယ်ပခုံးလေးတွေမကုတ်ဘူးဖြီးလျှော့ထားမယ် two ပြန်ငေါထားမယ် how be three four ပခုံးလေးကိုလျှော့ပါဒေါင်လေးကိုထားလို့ရတယ် five okay 5 second 10 second ဟိုးထားမယ် one two three four five six seven eight 9 10ဒါလီပြမောရှူထောက်ဒီခါလက်လေးစန့်ကြည့်ရအောင်ပေါ်မြောက်လိုက်မယ်ရှူမယ်ထောက်မယ်9ချိန်လေးကုန်းချမယ်1ပြမောရှူမယ်ထောက်မယ်2ဟုတ်ပြီကိုရသလောက်မျိုးစန့်ထောက်ကြည့်မယ်3အခုံးနဲ့လေးပင်လေးရှော့ပေးပါမာရတင်ရှူအောက်ကိုထားတဲ့ချိန်ထောက်4မောရှိမေထောက်မေ10 second လေးဖိုးထားမေကောင်းကြီးငုံထားတယ်1 2 3 4 10ဒါလေးပြမောရှူထောက်ဟုတ်ပြီရှေ့ချီလေးကိုကိုးပြီးတော့ထိုင်လိုက်ရအောင်လက်ကလေးကိုရှေ့မှာရှက်ထားမယ်ရရဲကိုရသလောက်အကဲအရန်တင်းနေဆိုလို့မရအောင်ဆိုလို့ရှိရင်လည်းဒီလောက်လေးရရဲရရဲလို့ဆိုလို့ရှိရင်တော့မမတို့ပေါ်ထီးသွားလိုက်မယ် လက်လေးကိုချထားမယ်ဘော်ရထိတ်မှာရှင်မင်းထောင်းနေအောက်ကိုကုန်းချရအောင်ဒီမလေးတွေတင်းသွားမယ်ကြောရိုးလေးတွေတင်းအောင်ဖြီလျှော့မယ်ပြန်ကုန်းချမယ်2ရှင်မင်းထောင်းမယ်3ရမောရှင်မင်းထောင်းမယ်4ရှင်မင်းထောင်းမယ်အောင်မနေလိုက်ရအောင်10 second 1 2 3 4 five, six, seven, eight, nine, ten. ဒါလေးပြန်မောရှူ။ထောက်နောက်ကတန်းလေးကိုပြန်တိုင်လိုက်တယ်။ခြေရောက်လေးဆန်းလိုက်ရအောင်။ဟုတ်ပြီ။ညာခြေရောက်လေးကိုဘယ်ဘက်ကိုရွှေ့လိုက်မယ်။ဟုတ်ပြီ။အမားဘယ်လက်လေးကတန်းလေးကိုကင်ထားမယ်။ခါရှိကတန်းလေးကိုကင်။ခါလေးမှာကြောလေးဆန်းထားမယ်။ ညာလက်လေးမြောက်မယ်ဘဲလက်ကတန်းအောင်ကင်မယ်ဟောပြီးခြေပြားလေးကောက်ထားမယ်ရှူးထောင်းနဲ့ဆောင်းရအောင်ကိုရတဲ့လောက်လေးအလိုက်တင်လေးဆောင်းလာမယ်ဘဲဘက်ကိုဟောပြီး1ထပ်ဆောင်းမအောင်2ဟောပြီးဒူးလေးမကိုရစိန်နဲ့ခါလီမတ်ကြောလေးဆန်းထားမယ်3ရှူမယ်ထောင်းမယ်4ရှူမယ်ထောင်းမယ်5ပို့ထောင်းမယ်1 2 3 4 5 6 7,8,9,10ပြမောရှူထောက်အောင်ပြန်ချလိုက်မယ်ဟုတ်ပြီအဲ့တော့ဘဲလက်လေးကိုပဲအပေါ်မြောက်လိုက်မယ်ညာဘက်ကလေးကိုဆောင်းမယ်ဘဲလက်ဟုတ်ပြီပြပြချင်းညာဘက်လေးကိုဆောင်းလက်ကပြီးမှချထားလို့ရတယ်1 5ချိန်2အလဲကိုပြန်လာမယ်မှတ်လိုက်မယ်ပြန်ဆောင်းမယ်3ပြမောရှူမယ်ပြန်ဆောင်းမယ်4ပြမောရှူမယ် ပြန်ဆောင်းမယ်5ဟိုးထားရအောင်ခါလီမတ်ကျော်လေးစက်မောင်း12ကောင်းလေးနောက်ပို့3 4ရင်မခွင်းနောက်5 6 7 8 9 10မြောရှူထောက်ဟုတ်ပြီခြေောက်လေးကိုပြန်ချလိုက်အဲ့တော့မအနောက်ကိုဒူးထောက်ပြီးတော့တက်လိုက်ရအောင်ဘာရက်ဆက်လေးပေါ့မှာဖိုင်လေးကိုညှစ်ထားမယ်โอเคအဲ့တော့အမောက်ခက် ောင်းလေးကိုပဲပြန်သွားကြည့်မယ်။မက်ပေါ်မှာသွားတဲ့ခါကတော့နည်းနည်းလေးလွယ်တယ်။ဆက်ပေါ်မှာကျတော့မတို့ပေါင်အားလေးသုံးရမယ်ဆိုတော့မတို့ဒူးထောက်ထားတာလေးကိုမတို့ခြေဖြားလေးပြောင်းပြီးထောက်ကြည့်လိုက်ရအောင်။ဘာရက်ထိတ်လေးနောက်မှာ Yes. Okay. ဒူးလေးအောက်ကိုချထားမယ်။ဘိုင်းလေးကိုညထောင်းမယ်။ကေမော့ရှူကြည့်ရအောင်။ကျောင်းလေးကိုခုံးကြည့်မယ်။ 1. Hope be your more shoe. ထောင်းမယ်။ 2. ဘာကျင်းသွားမယ်။ 3. 5ဟိုကြည့်မယ်1 2 3 4 5 6 7 8 9 10ဒါလေးပြန်မောရှုတော့အဲ့တော့ညာခြေတော့လေးကိုစမ်းကြည့်ရအောင်မဒူအောက်မချထားပဲနဲ့ပေါ်မထားကြည့်မယ်โอเคအဲ့တော့ညာသမီးအောက်ကိုနည်းနည်းလေးထိုင်ကြအောင်ခြေပြားလေးတော့နည်းနည်းလေးဆုပ်လိုက်ဟုတ်ပြီဒူလေးကိုယ်ပြီးထိုင်ချထားမယ်ဒူလေးအောက်ချပါအောင် ခနာကိုလေးရှိကိုနည်းနည်းလေးရိုင်းလိုက်โอเคအဲ့မှာပေါင်တောင်းပြီစမ်းထုတ်မယ်ခြေထောက်လေးကိုမရအောင်ညာခြေထောက်လေးကိုငါးခေါက်1 2ဟုတ်ပြီဖြောင်းမယ်3 4 fight မထောင်းမယ်1 2 3 4 5 6 7 8 9 10ပြန်ကိုေးထားလာမယ်နောက်တစ်ပတ်လေးပြန်သွားရအောင်စမ်းထုတ်မယ်ဒီဒီမှာဒူးလေးကိုေးထား1ချောင်းလေးမှမယ်2အောက်ကိုနည်းနည်းထား3 4 5 6 7 8 9 10 4ဒီကိုထားလိုက်အောင်5မှန်လားမဲ6ဟိုထားရအောင်1 2 3 4 5 6 7 8 9 10ဒါလေးပြန်စားခဏလေးလားဒီလေးခဏပြန်စားခုနကလောကမတူတော့ပါသွားလဲတွေ့ရပါဗျာဖန်စီနေတော့ဟုတ်တယ်မအဘိုင်းမျိုးဆိုပေါ်ပိုင်းလေးပြန်သွားကြည့်啊အဲ့တော့ဆွမ်းထလူပဲမလက်ကလေးကိုစတဲ့အချိန်တိုင်းဒီခါကျစတာမဟုတ်ပဲလေ နေရနာမထားလိုက်အဲ့တော့ဘိုင်ရင်းနဲ့ထားမယ်ပြီးရင်ရှူသွင်းတဲ့အပေါ်လှည့်ကြည့်တော့မြောင်လိုက်မယ် yes ပြန်ချောင်း1ငါးခေါက်သွားကြည့်ရအောင်2ကြောပြင်လေးလေးညစ်ပါ4 okay မထားမယ်5 okay မထားရအောင်10 second 1 2 3 4ရမကွနာ5 6 7 8 9 10လက်ကိုဆန်းထုတ်လိုက်ပေါ့ OK, nếu nào biến cả. One, sáng thông. Biến cả. Two, sáng mê. Three, four, five. Lại cô sáng thông thầm, nào cô bố chí à. One, two, black. Three, nào cô bố. Five, five, six, seven, eight, nine, ten. Biến trả lại. OK. Nào thầm lý biến tay à. Dạ, yeah, nó. No? โอเคလက်ကိုညွှန်းအောင်ပြန်ထားမယ်ဘိုင်လီကိုညှထားမယ်ညပတ်လေးကိုဖွင့်ပြီးရှူမယ်မမယ်1ပြန်ချ2 3 4ခြေဖြားလေးတွေဆက်နာပါ5ဟိုးထောင်းမယ်1တောင်းလေးဖွင့်နာရင်ဘောဖွင့်နာ2 3ဟုတ်တယ်4 5 6 7 8 9ချက်လေးဆန်းထုတ်လာ1ကြက် Two, three, four. Okay, five. Let now go One, two, three, four. Now, Five, six, seven, eight, nine, ten. One, two, three, four. Five, six, seven, eight, nine, ten. 念唱。Okay, Okay, balls. နောက်ကိုထိုင်ချလာလာတော့ဝောင်ရှူကောင်းတော့ရှူမဲထုံမဲရှူမဲထုံမဲဒါလေးပြန်မောရှူမဲထုံအဲ့တော့မအားစောနာလိုပဲဘတ်တော့လေးကိုပြန်သွားရအောင်လက်ကလေးကိုချလိုက်မယ်အဲ့တော့မအားဒီလက်ကိုကင်နေချိန်ကြလေလက်ကမွတ်ကြီးကိုဒီလိုမသွားနဲ့နော်အရန်နာမယ်ကြည့်ကိုကဒီလိုအားရလို့ဆိုဒီတိုင်းသွားလဲရဘာမှမဖြစ်ဘူး ဟုတ်နော်သုံးဝမယ့်အာသီလမောင်းအောင်သုံးမယ်ဂုတ်ကိုဒီလိုပို့ပြီးသွားထားမှာပေါ့ပဲနဲ့စမ်းထားလိုက်ရအောင်โอเคအဲ့တော့ဘတ်တုံးလေးသွားမယ်ဆိုတော့မတို့ဟေချီတော့လေးကိုညွန်စမ်းထုတ်လိုက်ရအောင်ဘယ်လန့်စ်လေးနည်းနည်းပါမယ်ဟုတ်ပြီညာလက်လေးကိုတန်းလေးပေါ့တင်ပိုက်လေးကိုညှစ်ထားမယ်ကဲမရှူရအောင်1 2 3 4 5 6 7 8 9 10ပေါင်းလေးတွေချစ်ထား6 7 8 9 10 好比算他们 one two three four five six seven eight nine ten 好比七表里边，听没说那路呗？one 变三没？变听没？two 独立有妈妈哦？three four 好比后他们替他们 five 七表里感觉 one two 保证了？three four five six seven 8910တာလီပြန်ချာတဝောင်ဖြူကောင်းထောက်ရလားโอเคနောက်ထပ်ဆက်သွားရအောင်အဲ့တော့ဘဲလက်လေးကိုတန်းလေးပေါ်တင်ထားဟုတ်ပြီခြေဖြားလေးဘဲခြေဖြားလေးကိုလည်းဆန့်ထားမယ်ညာခြေတော့လေးကိုဆန်းထုတ်လိုက်ညာခြေညာခြေတော့လေးโอเคဘဲခြေညာလက်ဆိုတော့ကဲမရအောင်1အဲ့တော့အမတို့ဒီဒီ2ကိုဒူးကောင်းနားမှာမဟုတ်ဘဲနဲ့ရှေ့ကိုတိုးပြီးတော့မဟုတ်လို့ရှိရင်ဒူးနဲ့ထိနေလို့ရှိရင်တော့မြည်ရယ်ဟုတ်ပြီနော် พีဖြည်းยาည်းချင်းရပြီဆို t ှမယ်1 2 3 4 okay five 5 10 second ဟိုမယ်1 2 3 4 5 6 7 8 e 10 10ခြေပြားလေးကိုထိရအောင်1 well okay n မယ်2ပေါင်လေးจิตထားလိုက်3ဟု h ်ပြီစမ်းထုတ်ပေါင်จิตထား4 four. Okay, five. Kai ta lai me chi pia liu kai ma ta. One, two, three, four, five, six, seven, eight, nine, ten. Ta li bian cha. Tai bos. Let the Stanley Morton line let the lay so light and light. Okay, ta li bian mo shu. Chao. Maru. ဒီခြေထောက်လေးကိုထောက်လိုက်မယ်ဘာရပထမ Okay အဲ့တော့ down facing dog ပုံစံလိုမျိုးလေးပဲသွားမယ်ဘိုင်လီကိုညှပ်ထားမယ်ခန္ဓာကိုယ်ရှေ့ကိုလာမယ်ရှုမဲထောက်ဝင်တဲ့ marphi ချရ Yes 1ဒီလေးပြန်ကွေးဘိုင်ကိုညှပ်ဖိချမယ်2ပြန်ကွေးမယ်ဘာရထိပ်ပေါ်မှာထားထားမယ် mar do အောက်မချမယ်နဲ့အပေါ်မှာထားမယ်တမချီအောင်နည်းနည်းလေးဆောင်ဟုတ်ပြီဒူးလေးအောက်ချလိုက်ခန္ဓာကိုယ်ရှေ့ကိုနည်းနည်းလေးညှိုင်းလိုက်ခန္ဓာကိုယ်ရှေ့ကိုတိုးလိုက် Yes ဘိုင်လီကိုညှပ်ထားမယ်ကဲ စမယ်မတ်တက်လေးရလိုက်မယ်ဒူးလေးကိုဖြောင်းလိုက်မယ်ရင်ဘတ်လေးဖြီးချမယ်1ပြန်ကွေးထိုင်မယ်ပြန်ဖြီးချမယ်2ပြန်ကွေးထိုင်မယ်ပြန်ဖြီးချမယ်3ကွေးမယ်ဖိုင်လီယိုနစ်ပြန်ဆန်းထုတ်မယ်4ကိုထားမယ်5 second လောက်ဟိုးကြည့်ရအောင်1 2 3 4 do a bar and mtu 5 6 7 8 7 8 9 10 down dog ပြန်တော့ပိုင်လီယိုညစ်ထား1 2 3 4 5 6 7 8 9 10 okay ဒူလီပြေးဦးပြန်ထိုင်လိုက် typo စီသွားရအောင်လလီယိုတမ်းမော်တင်ဆောင်းလိုက်ပြန်လိုက်ရှူသွင်းရှူထုတ်ပုံမှန် okay ဒါလီပြမော်ရှူ တယ်ကျွန်တော်ရှေ့ episode နဲ့မတူတာအရောက်ဒီကောင်ကကျတော့ကျွန်တော် set ပေါ်မှာအဲပြန်လောရအတွက်ကြောင့်နည်းနည်းလေးလေးပို့အားဆိုင်ရတယ်ပြီးတော့အဲပထမ episode တွေမှာဆိုချွေးရအဲ့လောက်ကြီးတိတ်မထုတ်လို့ခင်ဗျာဒီဟာကြောင့်ခန္ဓာကိုယ်တွေကနေပြီးတော့ဒီအောက်ကနေအပူတွေအဲ့လိုတောက်လျှောက်တွေတက်လာပြီးတော့ဖိမိတ်ရှိရှိနေဖြစ်လာပေါ့ဟုတ်တယ်ဟုတ်တယ်ဒါတော့မတို့၅ချိန်မြောက်တာပုံမှန်ဆိုရင်၁၀ချိန်လောက်သွားတယ်ဟုတ်ဟုတ်အဲ့လိုကျွန်တော်သိချင်တာကြောင့် တော်တော်များများဒီ pilates အားကစားအကြောင်း mainly စောကြာများတာပေါ့ယောက်ျားလေးတွေကတိတ်ပြီးတော့ try ကြတာတွေတိတ်မတွေ့ရသေးဘူးပေါ့နော်။အဲယောက်ျားလေးတွေစောလို့ရှိရင်ဟိုဒါဘယ်လိုမျိုးကောင်းကျိုးတွေပေါ့နော်ရနိုင်တယ်အဲ့ဒါလေးလည်းသိချင်။ယောက်ျားလေးတွေလည်းစောတင်ပါတယ်။မင်းကလေးယောက်ျားရဲ့လို့မဟုတ်ဘူး။ကြေတဲ့ရွယ်မင်းစောတင်တယ်။မတို့ဒီဒါကျမကြီးအတွက်ကိုသွားတာ။ယောက်ျားလေးဆိုလို့ရှိရင်လည်း muscle လေးပိုတက်လာတယ်။မင်းကလေးရောအဓိကကျမကြီးအတွက်ပိုကောင်းတယ်။အဓိက pilates ကဘာကွာလဲဆိုတော့ muscle tone ဖြစ်တာ။ ရန်ကောင်းမယ်။ဟုတ်ကဲ့။ဒါနဲ့ဟာနဲ့မတူဘူးပေါ့နော်။ cost rank ကိုအဓိကသုံးရတဲ့ဟာဒါပေမဲ့အခုဆိုလို့ရှိရင်လည်းမတော့ full body အားကိုသုံးရတယ်။အဲ့ဒါလေးကြီးกว่าတယ်။ဟုတ်ကဲ့နော်။ဟုတ်ကဲ့ဟုတ်။ပြီးတော့ကျွန်တော်ဒီဟာမှာဆိုလို့ရှိရင်လည်းအာယုံတစ်ခုတည်းကိုစူးစိုက်စိုက်လောက်ထားတော့ကျွန်တော်ဟို concentration လည်းကောင်းလာမယ်။ရန်ကောင်းတယ်ဟုတ်တော့ concentration လည်းကောင်းတယ်။ကဲ breathing နဲ့လည်းပေါင်းသွားတာဆိုခါကြတော့လေသူအာယုံလွင့်သွားတာနဲ့အမတို့တစ်ချက်ရန်သွားတာဟုတ်တယ်။ဟုတ်တယ်။ပြမရှိရေပေါ့နော်။ episode တွေမှာတော့ဘာမှမဆောင်တော့ပေါ့ပေါ့ပါလို့ထင်တာ။တကယ်တကယ်ဆက်တယ်လဲဆိုတော့ပြုတ်ကြမှာ တော့ဘယ်နဲ့အားရဆိုင်နေလူစွာလေးအဲ့လိုဇောက်ထိုးလိုက်ကြကြလို့ရှိရင်တွေးရဗမ်းမစင်းလို့ဖြစ်ပြီးတော့တော့ဟိုတော့ဟိုဆော့ပြီးရချင်မှာတော့ပေါ့ဘာဖြစ်သွားရယ်နော်ဟုတ်ကဲ့ တော်တော်များများအကြောင်းကျွန်တော်အားကစားလုပ်ပြီဆိုလို့ရှိရင်ကျွန်တော်ဒီလိုမျိုးကျမ်းမြေပေါ်မှာပဲလောက်ကြတာများတာဒီကောင်ကကျတော့ဒီလိုမျိုးဆော့နေချိန်မှာလူတွေအကုန်လုံးလေးပေါ်မှာဝဲနေတယ်ဆိုရင်ခံစားမှုဖီလင်ကတော့အစ်စ်နေရတယ်ကောင်းလဲကောင်းလဲဆော့ပြီးတဲ့အခါမှာလေဟာငါတရားကြီးကိုဆော့နိုင်ပါလားဆိုရဲစိတ်ကလေးကလည်းရလာတူကိုတမျိုးပေါ့နော်ဖလာဂျီစ်ကျတော့ခုနောက်ပိုင်းကတော်တော်လေးဖြစ်စားလာတာစုခတ်ကြလीဟုတ်ကဲ့ဟုတ် โอเคပါအစီအမအဲ့တော့ဗာပဲပြောဒီနေ့မှာကျွန်တော်တို့အဲကစားနည်းအစ်တက်လဲဆော့လိုက်ရတယ်ပြီးတော့ခန်းစားမှုအစ်တက်လဲရတယ်ဆိုတော့အရင်လေးကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါလေကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဆီယမ်မောင်လည်းကျေးဇူးများကြီးတင်ပါတယ်ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါတရှုအပိတ်နေကြတဲ့ပြည်သက်ကြီးအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ရှင်ဒီနေ့ရဲ့ဒီ Pilates အားကစားနည်းတွေကိုတိတိကျကျလေးဒီလိုမျိုးရိုက်ပူးနိုင်အောင်လို့အဓိကသမုတ်ကူညီပေးထားတာကတော့ The Flash Buddhist fitness ပြုလို့ပဲဖြစ်ပါရရှင်။ဒါကြောင့်မို့လို့တို့တွေနောက်ထပ် episode တွေမှာလည်းဘယ်လိုမျိုးစိတ်ဝင်စားဖို့ကောင်းတဲ့အားကစားနည်းလေးတွေနဲ့ပြန်လာခဲ့မလဲဆိုတာကိုဆက်မြကြည့်ရှုပေးပါအောင်နော်။ဒီနေ့အတွက်ကတော့တက်တာပါရှင်။